အဲ့ဒီငါးနာရီပတ်ဝန်းကျင်လောက်ကလေးကရင်နေရာရဖို့ကြိုးစားပြီးလာရောက်ကြအဲဒီမှာတရားတော်နာယူဖို့စောင့်စားကြဦးဇင်းတို့ကဒါခုမှရောက်လာတာ15မိနစ်ရှိသေးတယ်15မိနစ်မှာတောင်မှအဲဒီလောက်အပူဒဏ်သိမ့်များနေတယ်ဒီအပူဒဏ်ထဲမှာသတော်ကောင်းတို့ကြံ့ကြံ့ခံပြီးတရားတော်ကိုတလီတစားစောင့်နေကြတဲ့ပရိသတ်အားလုံးကိုဦးဇင်းကလေးလေးလေးစားပါတယ်ကျေးဇူးလည်းတင်ပါတယ် အခုဂျေဇူးဆက်တဲ့အနေနဲ့ဒီနေ့ညလည်းအထူးကြိုးစားပြီးတော့တော်ကောင်းတို့တွေတန်တရာခရီးမှာအသုံးချကြဖို့တန်တရာဇလန်းတက်ရေးမှာလူဖြစ်ကျိုးနဲ့ရေးမှာအသုံးချနိုင်ဖို့ဦးစင်အထူးဂျေဇူးဆက်သွားမှာဖြစ်ပါတယ်နော်အားလုံးအခုဦးစင်တို့တော်ကောင်းတို့လှုပ်ကြတဲ့အလုပ်ဟာတန်မညအလုပ်မှာမဟုတ်ပါဘူးသာသနာပြုနေကြတာလို့မှတ်ကြပါလို့နေကြတာ ဟဲဟုတ်တာပရိယတ်တိသာသနာကြီးကိုပြုနေတာတနည်းအားဖြင့်ကန္ထဒူရအလုံးလို့မှတ်ကြနော်အခုတို့ဘာလုပ်ကြတာလဲအဲပရိယတ်တိသာသနာပြုနေတာတရားဟောတယ်တရားနာတယ်ဆိုတာဘုရားအဆုံးအမတွေကိုဥစဉ်ကသင်ပေးတယ်သူတော်ကောင်းတို့ကသင်ယူတယ်တမ်းမလို့တရားဟောတာပရိယတ်တိသာသနာလို့ခေါ်တယ်နော်အဲ့တော့ဒီနာယူမတ္တရတွေကိုနာပြီးမေ့ပြရမှာလား အထုတ်နေရမယ်။ဟဲအထုတ်နေပြီဆိုရင်ဒါပฏิပတ္တိသာသနာသာသနာဘုသူစီကိန်းသွားပြီ။ဟဲသာသနာပြုသာသနာပြုဆိုတော့ဘုသူကိုဘုသူအရင်ပြုရမှာ။အဲအဲ့ဒါဝိပုစင်ကြီးပိတ်ပိတ်ဖြူကြီးပတ်ပြီးတော့မလေးဟိုဘုရားတည်တရားရောင်ဒီဘုရားတည်တရားရောင်ဒါသာသနာပြုပါအော်နေတော့မသိတဲ့လူတော့ဟုတ်တာပေါ့ဗျ။အခုသူတော်ကောင်းတို့နားလည်ပါပြီသာသနာပြုတယ်ဆိုတာဖရာအဆုံးမကို နာယူရမယ်ကြည့်ကြံရမယ်လုပ်ငန်းပတရားရှိတယ်ဘုရားဆုံးမကိုနာယူခြင်းလုပ်ငန်းတရားကြည့်ကြံခြင်းလုပ်ငန်းတရားသာသနာပြုနည်းဗန္နီးပဲရှိတယ်အလုံးမမှတ်သားပါအုံရောရောကြောက်ရောရောသာသနာတယ်မပါပါစေနဲ့ဒီလိုအလုံးဆိုင်းဖို့ဆွဲဘုရားဘာသာအဆင့်ကတက်နိုင်အောင်ကြိုးစားကြ သစ္စာတရားမှမသိဘူးဆိုရင် သာသနာတွင်သာဖြစ်ပြီပြောလို့ရှင်းရလားဒါဘသူမှစောရကတက်လို့မရတဲ့စကားသစ္စာဆိုတာဘုရားဆိုတာဘာကြောင့်ဘုရားဖြစ်တယ်လဲမေးရင်သစ္စာသိလို့ဘုရားဖြစ်ဒါဖြစ်တယ်เออพญาหาบาลุงาโรด้วยเจตุมยาตะเลโลโซยิงติสสาพ้อปะโล ကျေစုများတယ်ရှင်းသလားကျန်တာတွေဘုရားကစီရတို့ဘာရလိုက်တော့ဘာမှမရဘူးသူဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကိုးတော်နန္ဒသူနဲ့တူပါသွားပြီအခုတို့တို့ကျန်ခဲ့တာကသစ္စာတရားရှင်းရလားကဲဒါပြင်အဲ့ဒါလေးကိုအခုတို့တော်ကောင်းတို့ရောင်းဦးမြို့သာသနာလွယ်ဝင်နေဦးစင်းက ဝမ်းလဲတာလဲချီလဲချီကျူးတယ်ဒီလူတွေဩတရားတော်ကိုတော်တော်မြတ်မြတ်နိုးနိုးနဲ့လိုချင်ကြတယ်တရားကိုတန်ဖိုးထားကြသေးတယ်ဟာငါတို့သာသနာမညိုသေးဘူးဟုတ်ကလားပကံစီရီတော့ဟောင်းကုန်ပြီပေါ့ဗျာသို့တော့သာသနာတော့အဲမဟောင်းသေးဘူးခဗျဗုဒ္ဓအဆုံးအမတွေဟောင်းသွားတယ်လို့ရှင်းတယ်တော့ ဲ့တော့တို့ကဇေဒီတွေဟောင်းတာဝမ်းတဲ့နေရာမှာလားအဆုံးမမဟောင်းအောင်ကြိုးစားရမှာလားဂျေနပ်ပြီနော်အဲ့ဒါဖြင့်နောက်ဆုံးပါရန်တော်ကလေးလို့ဟာသေးကြပေါ့ဇာယထဘိကဝေမာပမာဒတ်္ထပိဇာဝိပရိသာရိနောအဟုဝဋ္ဌာဘုရားရှင်ကိုရောမြတ်ကြီးကသူ့သားတော်တွေကိုမှာရှာတယ်ဒီစကားကိုဘယ်လောက်မှာသွားသလဲဆိုတော့45ဝါအတွင်းမှာ 1992ချိန်မှာဘယ်နှချိန်မှာလဲအဲ45ဝါဆိုတော့နိမ့်စစ်စစ်ပေါ့ပေါ့ပြန်ပြန်တွက်ကြည့်ရင်နှခွန်းသောစကားကိုမပြောတဲ့ဖယားတခွန်းနဲ့အမှန်ကိုသာ ပြောလို့ရှိတဲ့ဖယားက45ဝါအတွင်းမှာ1992ချိန်မှာတယ်ဆိုတော့တပတ်ကိုတစ်ချိန်လောက်မှာသွားရှင်းတယ်နော်အရေးကြီးလို့လားမကြီးလို့လား သာယတဘိက္ခဝေမာပမာတတဘိက္ခဝေငါဤจิตသားတပည့်များတို့ဟောဘိက္ခဝေလို့ဆိုရင်ဘုန်းကြီးတွေကြီးပဲမမှတ်နဲ့နော်ဘုရားရဲ့ပရိသတ်မှာပရိသတ်ဘယ်နှပါးရှိလဲဘယ်နှပါးလဲဟဲ့ဟိုးနောက်ကတီဗီထဲကမြင်လားမြင်တယ်နော်ဘယ်နှပါးလို့ဘုန်းကြီးထောင်လိုက်တာအော်မှာပဲနော်ပရိသတ်၄မျိုးရှိတယ်လို့မှတ်ထား တိဘိက္ခုပရိသာဘိက္ခုဆိုတာယဟန်နေပြောတာနိဘိက္ခုနီပရိသာနိကပါလဲအဲဘိက္ခုနီဆိုတာကအဲအခုခေတ်တော့သီလရှင်ပဲလက်ညှိုးထိုးอ่ะเนาะအဲ့တော့ဘိက္ခုနီဆိုတာယဟန်မကိုပြောတာယဟန်မတွေကအခုယဟန်နေထိန်းတဲ့229သိက္ခာဘုတ်တဲ့များစွာပို့ပြီးတော့ထိန်းရတယ် ယခုသီလရှင်တွေကတော့၈ပါးသီလပေါ့နော်အဲ့တော့တိတ်ခေါက်ဆိုးတဲ့သင်္ကန်းကိုဝတ်ရတဲ့ဆုံးခံစားရတဲ့အဲ့ဒါဘိက္ခုနီခေါ်တယ်အဲ့တော့ခုဘိက္ခုနီသာသနာကတော့ပွေသွားပြီဖြစ်တဲ့အတွက်သီလရှင်တွေကိုပဲတို့ဘိက္ခုနီအမတ်နဲ့ဒါပရိသတ်တဲ့ထည့်ရမှာပေါ့နော်အဲ့တော့ပရိသတ်၄ပါးမှာတိတ်ကယဟန်ပရိသတ်နှစ်ကယဟန်မပရိသတ်သုံးကဥပါဒကပရိသတ်ဥပါဒကဆိုတာယောက်ျားတွေဒါယကပရိသတ်ပေါ့ နောက်ဥပါသိကပရိသဥပါသိကဆိုတာအဲတဂမပရိသပရိသဘယ်နှပါးအဲ့ဒီ၄ပါးထဲမှာအရှင်းတန်းမြင့်ဆုံးကဘယ်သူလဲယဟန်ပရိသဗာပရိသအေးဒါကြောင့်မို့လို့ဘိခဝေလို့ခေါ်ရင်ငါးဤจิตသာจิตသာဆိုတာယဟန်နေနောက်ကတပည့်များတို့ထိတ်ဆုံးကပုဂ္ဂိုလ်ကိုခေါ်လိုက်ပြီဆိုနောက်ကပုဂ္ဂိုလ်အကုန် ရှင်းသလားဟဲ့အဲဒါမနေ့ကပြောသလိုပေါ့လက်ညှိုးထောင်လို့ဘုန်းကြီးကခိုင်းရင်သီလရှင်တွေလုတ်ကုန်လို့ရမယ်ဆိုတော့သီလရှင်ဟာဒီပိဿတ်ထဲမှာယဟန်ပြီးရင်အစင်အတန်အမြင့်ဆုံးရှင်းတယ်နော်သူတို့ပြောလိုက်ရင်အကုန်ပြီးပြီသူတို့တောင်ထောင်ဆိုကြတဲ့လူလဲကျေနပ်သလားမထာဝမထာဝတို့ဗကံကြောင့်ဥလာတာအခုဒီညီလက်ပိုင်းပေါ်လေး ြည်နယ်တွေမှာသာသနာလိုက်ပြုတဲ့အခါကျတော့ဟိုးတောစုံအုံပြရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကချင်းပြည်နယ်မွန်ပြည်နယ်သွားတဲ့ပြည်နယ်တွေမှာသွားတဲ့အခါကျရင်ဘုံကြီးကားမြင်လိုက်ရင်လေဂိတ်ဆောင်တဲ့ပုဂ္ဂိုလ်တွေကတကားဖွင့်လက်ဥကလေးချီပြီးဖုံဖုံကြွပါဖေရဒီလိုပြောတာအခုဗန္ဒလေတိုင်းမကွေတိုင်းဧရာဝတီတိုင်းပဲခူးတိုင်းဟောရီနာကပကံကြောင့်ဦးလာတဲ့အခါကျတော့မုတ်ပေါက်ကနေမျက်မျက်ထောင်ကြီးနဲ့ကြည့်ဟွန်းဘုံကြီးကား go ဘုန်းကြီးများတိုးရစ်မှတ်နေလားနော်ဘုရားတွေလည်းဝင်သွားလိုက်တယ်အမလေးဘုရားတွေလည်းဝင်သွားလိုက်ခေါင်းကြီးလာလို့လက်ဟုတ်ကြည့်မယ်တော့မတင်နဲ့မျက်စောင်းထိုးကြည့်တဲ့လူနဲ့ဟမ်ဟိုတနေ့ကဘာလဲလဲတော့မသိဘူးခေါင်းကြီးတွေလိုတော့မဟုတ်ဘူးအစိမ်းအောင်ကိုတော်ကြီးတွေကြွလာတဲ့ခါကျတော့မလေးထားတယ်ပြီလက်ဟုတ်ကြည့်နေကြတာပြဩခေါင်းကြီးတဲ့ခေါင်းကြီးတဲ့ဟာ တို့သာသနာမရှိသေးလားလို့နည်းနည်းအံ့ဩသွားတယ်မရိယဗကံဖရာလိုက်ခူးပါတယ်နော်ဘဝသူတလေးတခုရလာတယ်ဩတကယ်တော့ငါတို့ကဘာမှမဟုတ်သေးပါလားတို့တဲ့ဘုံကံကြီးတဲ့လူတွေတဘုံကြီးရှိသေးသကိုလို့အဲ့ဒါတွေးခဲ့ရတယ်နော်အဲ့တော့စဉ်းစားကြည့်ကြပေါ့သာသနာဘလောက်တန်ဖို့ရှိတယ်မရှိဘူးဆိုတော့ကိုယ့်အကိုသာချင်းချင်းကြီးကြဥစဉ်တော့ဝန်တယ်လို့လို့ဟမ်ကိုယ့်အကိုတောင်တတ်သေးလဲမလားစဉ်းစားတယ်နော်ကရုံးတစ်လုံးဆုံးတာပဲဖတ်တယ်နော် ရှင်းသလားအဲအဲ့ဒါလက်တွေ့တွေ့ခဲ့ရပါတယ်ခင်ဗျာတော့ဘုံဘုံတို့ဝင်သွားတယ်ဘယ်သူမှဘုံဘုံလက်အုပ်ကြည့်ပြီးတော့အဲဘုံဘုံဘာလို့ရှိသလဲဗျာဘုံဘုံဒီဗျာတော့ဘာဖြစ်တယ်ဗျာတို့မလားဘူးနော်ဘုံကြီးတွေတော့တို့ရောအိပ်ရပဲပဲလက်လာမိကြည့်နေတယ်အမေအဲဂောဆိုကားလေးလေးဆိုင်လေရောဖြတ်ဖြတ်ဖြတ်ဆိုထားဟဲ့ဘာများဖြစ်လို့မိုးကြိုးတွေများပြစ်ကုန်ကြလားနော်အဲအဲ့ဒါဘောနော်အဲ့တော့ကိုဘုံကိုကံလည်းတိလိုက်ပါတယ်ဩငါမှာ ဘုံကနဲ့ရှာတဘူးလို့အဲ့တော့ငါဘုံကနဲ့ရင်သာသနာလဲပဋ္ဌာန်တော်ကိုယ့်လက်ချက်မှာသာသနာမညှိုးစီနဲ့ခုသာသနာဘုသူတာဝန်ရှိတယ်လေသာသနာဘုသူတွေမှာတာဝန်ရှိတယ်လေအဲတာဝန်သိသူမှာတာဝန်ရှိတယ်ရှင်းသလားတာဝန်သိတဲ့လူမှာ ထာဝရရှိတယ်အဲ့တော့ပိလယာယက်ကမလုံးကြပါနဲ့သာသနာရဲ့အမြင့်နယ်မြေကလေးမှာသာသနာအယောင်ပြောင်းအောင်ကြိုးစားကြပါအဲဒါနဘာဆွလောင်းခြင်းကြီးကတော့နေ့စဉ်ဆွလောင်းနိုင်ဖို့သူတို့ကြိုးစားထားတာတွေမရှိဘူးလားအဲဒါတွေကလည်းသာသနာအတွက်ကြီးစွာသောအထောက်ပံ့ပဲဆွမ်းသင်္ကန်းကျောင်းစိတ်ပစ္စည်းပဲမျိုးတို့အဲအဲ့ဒီလေးမျိုးမှမထောက်ပံ့ပြန်ရင်လည်းဘုန်းကြီးတွေအကုန်လုံးငတ်ပြီးတော့သာသနာပြုနိုင်မှာ မဟုတ်ဘူးရှင်းသလားဟိကောင်းပြီအဲ့တော့ဆက်သွားကြပါ